ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့တော့ပြောစရာတွေအများကြီးရှိတော့ဘာမှမနဲ့ကြာတော့တင်ယူမှုနေမှာလဲကျွန်တော်တင်ယူမှုတချို့နေမှာလဲကျွန်တော်သိပါတယ်နော်ကိုတက်သွားစစ်တာစစ်သွားနေရမှာသူတရားပဲကြာတယ်ကျန်တဲ့သူဘူးမှမကြာဘူးကံကြောက်မယ်လားတမမလို့ရှိနေအတွင်းသတင်းဖျက်သေးပဲလားအဲ့တော့အဲဒါမျိုးတွေရှိနေတယ်နော်အဲ့တော့နောက်ထပ်ဘာမှမဆိုလို့ရှိရင်လဲ ဒါမျိုးတွေမရှိဘူးလို့ကျွန်တော်တို့ပြောနိုင်မလားเนาะအခုခုစကခ27မူကြီးပေါ့ဗျာเนาะအဲသူအနေနဲ့လည်းဒါတွေကိုပါသူအနေနဲ့ထက်ထွက်ပြီးစဉ်းစားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုချိန်ထိသူရက်တည်နိုင်နေဆိုတာဒါတွေလည်းသူအတွင်းမှာအတွင်းဖျဲသေးပေါ့အတွင်းဖျဲသေးကိုလည်းသူ view site မှာဖြစ်တယ်ဆက်လက်ပြီး view site စေချင်ပါလေเนาะအဲ့ဒါကတော့နံပါတ်1အရေးကြီးတယ်နောက်ထပ်ဘယ်လောက်ထိလဲဆိုလို့ရှိရင် အခုအကျွန်တော်ဆက်ပြီးတော့ဟိုလေ့လာသိရှိထားရတဲ့အခြေအနေမျိုးတွေရှိတယ်နော်ကျွန်တော်ကျွန်တော်ရဲ့စစ် နည်းမြေခံကျွန်တော်ရဲ့ဘယ်လိုခေါ်မလို့ဆိုလို့ရှိရင်ဒီပေါ့တရှိကျွန်တော် check ဒီ check ခင်သူတွေအများကြီးရှိပါတယ်เนาะအဲ့တော့နည်းမြေခံတွေကိုကျွန်တော်ဆက်လက်ပြီးမေးမြန်းတဲ့အခါမှာဘယ်လောက်ထိလဲဆိုလို့ရှိရင်ရာရှိတယောက်ဆိုလို့ရှိရင်ထွက်သွားတယ်ထွက်သွားမှာပြေးသွားတာပြေးသွားတာဟိုဘယ်လိုခေါ်မလို့ဆိုရင်ကျွန်တော်တို့ပတ်စံ8ဆိုတာအထုတ်လိုက်ကြီးနဲ့ပါသွားတာเนาะပတ်စံ8အထုတ်လိုက်ကြီးမိမရောယောက်ျားရောမိမအရင်ဆုံးသွားတာเนาะ ပိုက်ဆံတွေဘယ်ကရထားတယ်ဆိုတဲ့ခါကျတော့ယာဒူးရနေစဉ်အချိန်တွေစစ်ပွဲဖြစ်နေတဲ့အချိန်တွေမှာနော်ကျွန်တော်တို့ရသမျှရသမျှရသမျှကုတ်ပြီးစုတယ်စုတယ်စုပြီးတော့အိတ်ထဲကိုထည့်ထည့်ပြီးတော့မိမကြီးယူသွားလိုက်တော့ဆိုပြီးယူသွားလိုက်တယ်ယူသွားတာကြောင်မဟုတ်ဘူးနော်အဲသူမိမကလက်သွားသူ့နောက်မှာအဲအဲ့မိမရဲ့နောက်မှာ သူကနောက်တော့သူပြေးတယ် သူပြေတော့လက်နက်ပါပါသွားတယ်လက်နက်ပါပါသွားတာအရေးမကြီးဘူးစခန်းရဲ့တည်နေရာအစသဖြစ်ပေါ့ဆက်သွယ်ရေးဆက်သွယ်ရေးသဘောတရားမျိုးတွေကအစပါသွားတဲ့အခါမှာတော့အနေရမကြီးလုံးဘူးလားအဲ့တော့ဆိုလိုချင်တာကစစ်တပ်ထံမှာအဲ့ဒီဖျဲသီးတွေရှိနေတယ်ဒါကျွန်တော်တို့အားလုံးဝန်ခံရအောင်မယ်နော်ပေါ်တာဆွဲပြီးရှာလာလေးကွာမနော်နော်နော်ပေါ်တာဆွဲပြီးရှာလာကကျွန်တော်တာမန်ပြည်သူစစ်စစ်စင်လောက်ပါနော်ဒီပေါ့ပွင့်ခတ်တယ်မှာဘယ်သူမှ ဘသူမှပေါ်တာဆွဲပြီးရှာလာတယ်မဟုတ်ဘူးအဲအပွင့်ခတ်တဲ့ DSA အစင်းလို့လို့လို့ဘာလို့လို့နေပေါ့ဗျာနော်အဲ့ဒါကြောင့်တော်ဆိုးတာ DSA နဲ့ ODS ဒီဒီပြဿနာလည်းစစ်တပ်မှာတော်တော်လေးပြဿနာရှိတယ်ဗျာစစ်တပ်ကစစ်တိုက်ကောင်းမှုမလို့ DSA ဖြစ်ဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့ဒါလည်းတော်တော်လေးခင်ဗျာစစ်တပ်မှာပြင်ရမယ့်အရာတွေဖြစ်တယ်အဲ့တော့အဲဆက်မကိစ္စလေးပြန်ဆောင်မိမကပတ်စံထုတ်ကြီးနဲ့မပြီးလက်သွားပြီယောက်ျားကခုခုနောက်အတူနောက်ကနေလိုက်သွားပြီနော်အဲတနက်ပါပါသွားတာနော်တနက်ပါပါသွားတယ်အခု အဲလစ်သွားပြီလစ်သွားသူလစ်သွားတာအကြောင်းမဟုတ်ဘူးအခုကျွန်တော်ဘမ်မော်ဘတ်မှာဘမ်မော်တက်တွေတချို့မှာဒီသူ့ရဲ့သူ့ကြောင့်နည်းနည်းလေးပေါ့စိုးရိမ်ရမယ်အခြေအနေအတိုင်းအတာမျိုးတွေအထိရှိလာပြီဟလာတနက်လည်းပါသွားတယ်ငွေကြီးတွေလည်းပါသွားတယ်နောက်ဆုံးပိတ်ပြဆက်သွယ်ရေးဆက်ကစားပါသွားတယ်နော်အဲ့တော့ဟိုဒါမျိုးတွေပေါ့ဟိုညမတက်မလို့အခုစစ်ပွဲတွေမှာနည်းနည်းလေးဖြစ်နေတဲ့ပုံစံတွေအားလုံးဟာဒီပေါ့ ခြေနေတွေဒါမျိုးရှိတယ်เนาะဒီလိုဖျဲသီးတွေရှိနေတယ်ဆိုတော့တော့ကျွန်တော်တို့သုံးသပ်လို့ရပြီဒါကဘမောအခြေအနေနဲ့ကျွန်တော်ပြောဟုတ်ကျွန်တော်တို့ဒီနေ့သုံးသပ်မှုအတိုင်းပါတော့ဗျာเนาะအဲအင်းတော်အင်းတော်ကိစ္စမှာလဲဖျဲသီးပဲလို့ကျွန်တော်ပြောမှာလဲမြမခါလဲဖျဲသီးပါဖျဲသီးကြောင့်ကြာတာလေများတယ်ထို့သူကျွန်တော်တို့ငွေကြီးစံနဲ့နော်ငွေကြီးစံတွေကိုအဓိကရှောင်နေရဆနာပုံကိုဆိုလို့ရှိရင်အရင်ဆုံးစီဆိုင်မှာပြည်သူစီတွေခိုးခိုးပြီးတော့နော်ရောင်းရောင်းပြီးတော့ပတ်စံကတိတို့အထုတ်လိုက်ထုတ်လိုက်ရရပါပြီ နော်ကြောဘုံနဲ့ထမ်းပြီးလစ်သွားပြီအဲ့တော့စစ်တပ်ရဲ့အဝိနေခက်တွေတော်တော်များများမှာဒါတွေကတော့ခင်ဗျားတို့ဟိုစုံစမ်းရမယ်အဲကျွန်တော်နေနေလဲနာမည်တွေလည်းကျွန်တော်မပြောချင်ဘူးနော်မပြောချင်ဘူးရှောင်းချင်းစင်ချင်ရမယ့်ຢာတွေလည်းအများကြီးရှိတယ်နော်ခင်ဗျားတို့အဲစစ်တပ်မှာအဲကျွန်တော်တို့နေနေကတော့ဒါတွေကမပြောဘဲထားရင်လည်းဟိုခင်ဗျားတို့စစ်တပ်ကဘလို့မှတိမှာမဟုတ်ဘူးပြောပြရတဲ့ခါကျတော့လေကိုမောင်တို့က စက်တက်ကိုမကောင်းပြောရရောက်ပြန်တယ်အဲ့တော့ကျွန်တော်တို့ဘာကြောင့်ပြောလဲဆိုတော့အဲစစ်တပ်ကိုတကယ်ချစ်တဲ့သူတိုင်းတော့သိပါလိမ့်မယ်အဲတော့ပါတော့လဲလဲဒီခင်ဗျားတို့ဒီစပိန်စပိန်တရားတော့လို့သိမှလည်းလားနော်ခင်ဗျားတို့လောက်ကဘာမှမဖြစ်ခင်ဗျားတို့လောက်ကတခုပဲရှိတယ်အားရပါထောက်ခံမှာညလုံးမိတ်ပြီးထောက်ခံမှာမဖြစ်ဘူးနော်အခင်ဗျားတို့လို့ခင်ဗျားတို့လို့ခင်ဗျားတို့ကျွန်တော်လေးစားမှုအပြည့်ရှိတယ်နော်ကိုမသိတာပဲသူသိနေတော့ကြောင်းမို့လို့သူမသိတာခင်ဗျားတို့သိတာတော့သိလာပြီဟဲ့ဆိုလို့ရှိရင်တော့နော်ငွေကြောင်းကတော့တေးချာဟုတ်ပြီနော်ငွေကြောင်းလို့ เนาะအဲ့ဒီအဲ့တော့အခုလက်ရှိအခြေအနေမှာဒါဖရဲသီးအခြေအနေကိုကျွန်တော်အနေနဲ့ပြောပြခြင်းဖြစ်တယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့ဒါစီရီးတစ်လျှောက်လုံးကျွန်တော်သုံးသပ်ကြည့်ရှုနေတာပါเนาะအခုညောင်ကျိုးကဒီ 2IC 2IC ဆိုလို့ရှိရင်လည်းเนาะဟိုအုပ်ရှိပြန် 2IC ဆိုလို့ရှိရင်လည်းကြည့်ဒီလောက်ထိဟိုစီးပွားရေးတောင်းကျမ်းနေတယ်စစ်တပ်လို့ဘာမှမလုပ်ဘဲနဲ့အားရင်တစ်ဖက်ဆိုင်ထိုင်မယ်เนาะစစ်တပ်မှာရေခဲစက်နဲ့ နေရာအိမ်မှာခြံလိုက်ဝယ်ထားတာတည်တယ်နောက်ဆုံးပိတ်ပေါ့နော်ကျွန်တော်ကပြောရတော့ကျွန်တော်လွန်တယ်လို့ထင်နေမယ်အဲ့မှာသူဝယ်ထားတဲ့ခြံကနေနေရာတွေပါကျွန်တော်ကကောင်းကောင်းနားလည်ထားတယ်သိထားတာရှိတယ်နော်မပြောချင်ဘူးအဲ့တော့ပြီးတော့စစ်တပ်ရှေ့တန်းတိုက်နေတဲ့အချိန်မှာအဲ့စစ်ကားနဲ့ရိတ်ခါတွေအတင်ပို့လို့တယ်ဘဲအတွက်လဲဆိုတော့စစ်တပ်အတွက်လားဆိုတော့မဟုတ်ဘူးအဲ့တောင်ပေါ်ကိုပို့တယ်ရိုးပေါ်ပို့တယ်ရိုးပေါ်မှာတော့ဗျာသူအလုပ်သွားလဲရှိမယ်ဟုတ်လားနောက်ထပ်ကျွန်တော်တို့ဒီဘယ်လိုခေါ့မလဲတပုံနဲ့အများကြီးရှိတဲ့ခါကျတော့ ဒီလောက်ရိုးပေါ်မှာရှိတဲ့ဒီသူ့ရဲ့ဟိုကျွန်တော်တို့လောက်သားအဲ့လောက်ထိများမှာမဟုတ်ဘူး။သူတင်သွားတဲ့ရိတ်ခါကကား၂စီ၃စီတိုက်အပြည့်ဆိုတဲ့ခါကျတော့အပေါ်မှာရှိတဲ့တရင်တမတစ်ခုစားလောက်ကိုရိတ်ခါပို့ပြီးသားဖြစ်နေတယ်။အဲ့တော့ဟာအဲ့တော့ကျွန်တော်ခုပြောချင်နေတာကဒီအေအေဘာကြောင့်မို့လို့စစ်အောင်နေရတာလဲဆိုရှင်အဓိကငွေကြေးစံဆိုတာကျွန်တော်သုံးသပ်လို့ရတယ်။ဘိန်းရောင်းမယ်ငွေများများရမယ်ငွေများများရလို့ရှိရင် ျွန်တော်တို့ဒီကြည်စံဝယ်လို့ရမယ်ဈေးခါဝယ်လို့ရမယ်အရာရှိတွေထဲမှာငွေနဲ့ဝင်ပြီးတော့ဖောက်ဖောက်ဝင်လို့ရမယ်အဲ့တော့ခင်ဗျားတို့ဒီစစ်တပ်မှာဒါကိုတော့အဓိကအဓိကဟိုအကြီးမားဆုံးညာသူအနေနဲ့သတိမထားနိုင်ရင်တော့ရှေ့လျှောက်မှာဖယဲသီးတွေအီအီတီအီနဲ့ပေါ်လာမဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ဒါကိုတော့ကျွန်တော်နောက်ထပ်ပေါ့နော်နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့အဲသူတေသနာကျွန်တော်ကြည့်နေပါတယ်နော်ဟိုကြည့်ရှုနေပါတယ်အဲဒါကိုတော့အသီးသန့်ကျွန်တော်ပြောပါမယ်အခုလောလောဆယ်ဖယဲသီးကိစ္စလေးပဲအာရုံစိုက်အောင်ဟုတ်ပြီ ဲ့တော့ဂိတ်ဒီမှာလည်းကြော်နေတာတွေရှိပြီးเนาะမင်းတို့အဲ့တော့ဘယ်လိုလုပ်မလဲဒါကိုခင်ဗျားတို့ဘယ်လိုမျိုးကာကွယ်ကြမလဲကျွန်တော်မေးရတော့မယ်เนาะဒီမေးခွန်းနေเนาะတထဲကယခီးတွေကိုအရင်မောင်းတိလာပါလိမ့်မယ်မင်္ဂလာကောဘောင်းနေမင်္ဂလာပါတထဲမှာယခိုင်လူမျိုးတွေအများကြီးရှိတယ်တော်တော်များများရှိနေကောဘောင်းနဲ့အာယခိုင်မှာတနာပါလေဒီအေယခီးတွေကြောင့်ကျွန်တော်တို့ယခိုင်တိုင်းသားတွေကစစ်သေးကြဖြစ်ရမယ့်ပုံစံမျိုးလုံးဖြစ်စေခြင်း နော်ဒါတော့ね PPLA နဲ့ PDF အုပ်စုကြီးမလာသေးဘူးနော်တဲ့နော် ordering ကြီးအချိန်ယူနေတာอืมအဲ့တော့ဟိုစစ်တပ်ကဝိုင်းဖြတ်တယ်လို့ဖြစ်နေသလားဟိုဘယ်လိုခေါ်မလဲဆိုတော့အောက်ခြေရာရှိအခက်အပွင့်တွေကလည်းလှုပ်ရှားနေတယ်ဗျာနော်ဒီစစ်ပွဲကြီးပေါ်မှာလှုပ်ရှားနေတယ်စစ်တပ်စခန်းတွေကမဆုပ်သင့်မလဲဆုပ်လာအဲ့တော့အထက်ရာရှိလူကြီးမင်းများဖြစ်တဲ့ကျွန်တော်တို့အထက်အဆင့်တွေကလည်း စစ်တပ်ကမြဝိုင်းဖြတ်နေသလားခင်ဗျာဥမင်း online ကမြဝိုင်းပြီးတော့ဂုံးစင်းကိုနိဘိန်းတက်ပေးနေလားတော့မသိဘူးတဲ့လားဥမင်း online ဥမင်း online ခင်ဗျာလဲဥမင်း online ကြီးเนาะကျွန်တော်ပြောချင်တာကအဘလဲပေါ့เนาะအဘလဲနည်းနည်းလေးဟိုอืมအနိပရိလီထားစေချင်တာအခုကဂုံးစင်းကိုဝိုင်းပြီးဘိန်းတက်ပေးနေသူတွေများနေတယ်အဲ့တော့အခုသူကိုယ်တိုင်မဲ့အခုဒီမပြတ်သားမှုတွေမှာအောက်ခြေကမပြတ်သားတဲ့မြေမင်းအောင်မပြတ်သားသေးတာငါတို့ကဟလာငါတို့ကလည်းငါတို့ ကြီးပွားဖို့အတွက်လုပ်မယ်ကွာဆိုတဲ့ပုံစံမျိုးများဖြစ်နေသလားဟုတ်လားဟန်တာတွေကလည်းရှေ့ဆက်ပြီးမေးအောင်ပါဗျာအဲတော့ပါတော့လည်းပဲအဲဒါတွေကဟိုလက်ရှိကျွန်တော်တို့တက်မလို့ကြီးတစ်ခုလုံးကိုနော်ဘယ်လိုခေါ်မလဲကျွန်တော်တို့ define လုပ်နိုင်ပါအောင် define လုပ်ရဲဆိုတာတက်မလို့ကြီးကဒီလိုပါကွာဆိုတဲ့တက်မလို့ကြီးကဖျဲသီးတွေပါကွာလို့ကျွန်တော်တို့ပုံချလို့တော့မရပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်တက်မလို့မှာတကယ်ကိုလေးစားဖို့ကောင်းတဲ့စစ်တီတွေအများကြီးရှိသလိုကျွန်တော်တို့ဟို တမလို့တစ္ဆာရှိသွားနဲ့တိုင်နေတိုက်ပြီးနေတဲ့စစ်တီတွေအများကြီးတူးနဲ့တေးပါနော်တူးနဲ့တေးတာမှတော်တော်များပါလေအများစုပါနော်အဲ့တော့စစ်တပ်ပါလေအဲ့ကြောင့်မဦးမင်းအွန်လိုင်းနေနဲ့လေသူ့မှာသူ့ရဲ့လက်ယုံတက်တို့နော်သူ့ရဲ့တစ္ဆာလောကန်တက်တို့အဲ့တိုက်ခိုက်ရေးတက်တို့အဲ့လိုပုံစံမျိုးရှိရအောင်နောက်ဆုံးဘယ်လောက်ထိပြောလဲဆိုတော့တချို့နေရာတွေမှာစရဖတ်တယ်တချို့နေရာတွေဆိုတော့ကျွန်တော်နေရာတစ်ခုကိုပြောလိုက်မယ်ဗျာနော်ကျွန်တော် ARV တိုင်းပေါ့ ARV တိုင်းမှာရှိနေတဲ့စရဖတ်တချို့ဆိုလို့ရှိရင်ငါးကိန်းဆော့ ဟဲ့ဂိမ်းဆော့ဟဲ့ဂိမ်းဆော့လေပြီးရင်နောင်ကစားလုပ်တယ်ပတ်စံလည်းရနော်ပတ်စံရတဲ့ခါကျအဲ့ဒီအချိန်မှာသူ့ကိုအောက်ခြေရတဲ့သတင်းပို့ရင်တော့မှပဲဖုံးဆက်လိုက်ရင်တော့မှអော်ဆဲတာဟာစီးရီဒီလိုလိုဖြစ်နေပြီဆိုရှင်အာဒီလောက်တော့ဖြစ်អော်ဆဲတာရင်းရှိတယ်နော်အာမင်းတိုက်တာချင်းရံကောင်တိုက်ငေါတိုက်အောင်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေဒီတချို့အဲပုံစံမျိုးတွေရှိနေတယ်အဲ့တော့အဓိကနံပါတ်1အနေနဲ့အဲကျွန်တော်အနေနဲ့ဓာတ်တွေကိုပြင်ဆင်ဖို့အရင်အောင်လို့အပ်နေပါတယ် ဟာချင်းလျောင်းအောင်တက်ရကွာအောက်တက်ရမို့ပေါ့ဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့တော့မလုပ်မလဲအာဘလိုခေါ်မလဲဆိုတော့တစ္ဆာရှိပြီးတော့နော်ကျွန်တော်တို့တက်မတော်ကိုချစ်တော့စစ်တီတွေနေရာရလာဖို့အရန်ကိုအရေးကြီးတယ်နော်အရေးကြီးလာမှာကျွန်တော်တို့ဒီစစ်ကိုနိုင်မယ်ဒီတစ်ဖက်ကမူရီစေဝါတွေကိုလည်းကျွန်တော်တို့ရွရွချွန်ချွန်နဲ့ဖြတ်စည်းဖို့လိုတယ်ဒီမူရီစေရနေရငွေကြီးကလူတော်တော့ရနေတာဟုတ်တမောင်ကငွေကြီးတွေပေးပြီးတော့ ဖြစ်စည်းနေတာခင်ဗျားတို့စစ်တပ်ကစစ်တီတွေအကုန်လုံးအဲ့တော့စစ်တီတွေအနေနဲ့ကစစ်တီတွေစားရဖားတို့အဲ့ဒီပုံမှုလို့ဆိုတာလေခေါက်ရိုက်လို့ကောင်းနော်ပြီးရင် KDV တို့ဘာလို့ကလည်းကောင်းမိမကိစ္စအများထထသွားပြီးဟဲ့ဆိုနောက်ထပ်ထပ်ပြောလိုက်မယ်ဗျာနော်အဲကျွန်တော်တို့ဒီရွှေကူးတို့ရွှေကူးကမှာဆိုလို့ရှိရင်နော် PDF နဲ့ကျွန်တော်တို့ဒီ 2IC ပေါ့ 2IC ဆိုနာမည်ကြီးနော်ဘလောက်ထိနာမည်ကြီးလဲဆိုတော့အဘာလေးဆိုပြီးနာမည်ကြီးရဘလောက်ထိနာမည်ကြီးလဲဆိုကျွန်တော်ဆက်ပြောပြလိုက်မယ်နော် သူကအာဟို KDB မှာနော် KDB မှာစပွန်ဆာပါပေးထားသေးတာနော်သူစပွန်ဆာတွေပေးထားတယ်လောင်းကစားသူသူသူကနာမည်ကြီးနော်သူလာပြီးဆို PDF gate တော့မှာတိတ်ပြီးတော့တခုရှိတော့ဗျာနော်ပြဿနာမဖြစ်သေးတော့ဘာဖြစ် PDF နဲ့ PDF နဲ့ဒီဘယ်လိုမှမစက်တက်ကအရာရှိတွေနဲ့လည်းပြေလည်နေတာဒါပေါင်းစားနေကြတဲ့ပုံစံမျိုးတွေဖြစ်နေတယ်လောင်းကစားလာတယ်ပြန်သွားတယ်ဒီကြားလဲစပွန်ဆာတွေကပေးထားတယ်မိမလည်းရှုပ်သေးတာအဲ့တော့ဆိုလိုချင်တာက လောင်းစားတွေပေါ်လာတယ်နော်ဟိုခေါ်မစောပျော်အပါပေါ့မိမရက်ဖဲအကုန်လုံးကလည်းရှိတယ်နော်နောက်ထပ်ပိုက်ဆံကလည်းပေါ်လာတယ်ပေါ်လာတဲ့အခါမှာတော့ကျွန်တော်ဒီအရာရှိအရာခံအကအပွင့်တွေကလည်းပိုက်ဆံအရာဆုံးလူတွေထဲမှာပါပါတယ်အဲ့ဒီကြောင့်မို့လို့ဟိုဇာရိတ်တာတွေပြက်ပြားလာတယ်ပြက်ပြားလာတဲ့ခါကျတော့ခုရှစ်စစ်တက်ကရှစ်လျှောက်ဒီတိုင်းတော့ဆက်ပြီးမသွားသင့်ဘူးတင်းတင်းချာချာကိုနားထောင်ပြီးတော့တင်းတင်းချာချာကို ခမရတို့အရေးယူမှုတွေဆောင်ရွက်တင်တယ်မဟုတ်ဘူးဆိုရှင်နေစက်တက်တက်လုံးရေးနေနေရလိမ့်မယ်အဲ့တော့ကျွန်တော်ကလည်းတည်တည်တော်တော့တည်စီခြင်းနဲ့ဗျာနော်ဟုတ်ရဲ့တဲ့စခန်းသိမ်းခံရရင်လည်းရန်သူပိုအင်အားကြီးအောင်နဲ့လက်နက်လက်နက်လူခဲ့တာလားဟုတ်ပါဗျာနော်ဖြူချပြီးအသက်ဆောင်အောင်နော် no 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 အဲ့ဒါကြောင့်အယုံကြည်မရှိပါဘူးနော်စစ်တပ်မကောင်းတဲ့သူတွေအများကြီးရှိပါတယ်အာကာကျုပ်ကိုလည်း တော့ကာကြုတ်ကလည်းတစ်ခုရှိတာကမင်းတို့ခင်ဗျားတို့ကာကြုတ်ကလည်းသူ့ကိုဝေဖန်တဲ့သူဆိုရင်အချုပ်လက်ထည့်ရကြီးဦးငါမင်းဆိုကြီးအချုပ်လက်ထည့်တယ်ဗျဒီလူတွေကဟိုခင်ဗျားတို့ကောင်းမဲ့လူတွေနော်အာအဘကောင်းပါလေအောက်မှာအချင်းတွေအားလုံးကောင်းပါလေဆိုတဲ့သူတွေအားလုံးကိုတရီထားဒါတွေအားလုံးကစပိန်စပိန်စစ်တပ်ကိုရေရင်နဲ့အောင်လုပ်နေတာခင်ဗျားတို့သိထားမှာကစစ်တပ်ကိုစေတနာထားအမုန်းခံပြီးတော့ဝေဖန်ပြောဆိုပေးနေတဲ့သူတွေကိုတံမိုးထားရကောင်းမှမသိဘူး ဒါတွေကခင်ဗျားတို့ကောင်းစီစင်းတော့အမုန်းခံပြီးတော့ပြောပြနေတာเนาะဒီစပိန်စပိန်တွေဘာနားလဲမှာသူတို့လောက်ကမင်းတို့လောက်ကတခုပဲရှိတယ်လုံးဝစစ်တပ်ကိုစိတ်နဲ့တော့မပြစ်မှာလဲเนาะအဲ့ဒီစစ်တပ်ကိုအပိထောက်ခံနေတယ်ဆိုတော့ပြောနေတယ်မင်းတို့လောက်ကဒါမင်းတို့လည်းလေးစားတယ်ဒါခင်ဗျားတို့ရဲ့အလုပ်เนาะအဲခင်ဗျားတို့လိုလူမျိုးတွေရှိဖို့တယ်လူတွေအဲ့တော့မှလည်းစစ်တပ်ကဒီပရိုဖော်မန့်ဆိုတော့ဝေဖန်တဲ့သူလည်းရှိတယ်ဟလားအာလုံးဝစစ်တပ်ကကောင်းပါလေဆိုလုံးဝမျက်လုံးကိုပိတ်နားကိုမိတ်ပြီးဦးသုံးရင်ချရမယ်သူခင်ဗျားတို့ဆက်လို့ခင်ဗျားတို့လည်းကျွန်တော်လေးစားတယ် နော်အဲ့တော့ကျွန်တော်တို့ဝေဖန်တဲ့သူတွေပုံမှန်လဲခင်ဗျားတို့ကလေးစားဟုတ်လားဘာကြောင့်လဲကျွန်တော်တို့ကအမုန်းခံပြီးလေးပျော်ပေးနေရအခြေအနေမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ထုံထုံအားရကြောက်ဖြူစီမံကိန်းဖြစ်ရင်တရုတ်ကထိုင်ဝမ်ဝင်တိုက်မှာပဲလေအဲ့ခါကျကြောက်ဖြူစိတ်ကန်းရှိရာတရုတ်နဲ့အပြိုင်နိုင်ငံတွေကမြန်မာအပေါ်ကမ္ဘာနိုင်ငံတွေရှုရှုရှက်ရှက်ဖြစ်လာမယ်ဆိုတာထင်တယ်နော်အဲ့တော့ အရောက်ပြပြီတဲ့တောင်းစားတဲ့သူရှိသလိုတိုင်းပြည်ဆုတ်ပြတ်နေတာတဲ့အဲ့တော့ဟုတ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့စကိုင်းထဲမှာလဲတဲ့ BPLA ရဲ့ TNLA PDF AA KIA နော်အပတ်စဉ်ပြည့်အောင် ရှိတာရှိတာပါတယ်ဗျာတဲ့နော်အပတ်စဉ်ပြည့်အောင်စောင့်နေကြတာလူပြည့်တော့မယ်တဲ့ဗျာတဲ့ဘယ်လိုလုပ်ကြမလဲတဲ့အေးဒီထက်ပို့ပြီးတော့ကျွန်တော်အတိလာရတာလေစကိုင်းဆိုလို့ပလဲနေတဲ့မှာ เนาะပြည်သူစစ်ရွာတွေတက်တော့ဒုက္ခရောက်နေကြတယ်ရိတ်ခါပြတ်နေတယ်เนาะပြည်သူစစ်ရွာတွေတမိုင်းရိုင်းလိုက်တာဗျာတဘုံကပြန်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ရိတ်ခါဖြက်လေးဖြက်ဖြက်ခံထားဆိုတာဦးမင်းအွန်လိုင်းငါတော်တော်ရှက်ဖို့တော့ကောင်းနေပါပြီတော်တော်ကိုရှက်ဖို့ကောင်းနေပြီဒီရွာတွေပြည်သူစစ်ရွာတွေကအခုဘာရိတ်ခါမှမရှိဘဲနဲ့ဟိုတစ်နှစ်လောက်ရှိပြီเนาะအခြေအနေတွေကအဲ့တော့ ပြည်သူစစ်ကောင်းဆောင်လို့ဘုံမူးလို့ဘာလို့ကတော့ကောင်းအောင်စားရပါတယ်တဲ့ကျွန်တော်တို့ကြံတဲ့ဒီအတန်းတွေအကုန်လုံးကအပြင်းနဲ့ထွက်လို့မရဘူးအပြင်းထွက်လို့ရှိရင်လည်းဒါအခြေအနေတွေကမကောင်းဘူးအဲအဲ့ဒီပုံစံမျိုးတွေဒီရှိတယ်အဲ့တော့ plan နဲ့တဲ့ကပြည်သူစစ်ရွာတွေကိုနောက်နောက်နေ့ကျွန်တော်ဒါကိုအတိအကျရွာနဲ့ location နဲ့ကျွန်တော်တေချာပြောပါမယ်ဟုတ်တယ်ကျွန်တော်ကိုဒီကိစ္စလေးတွေတိုင်ထားတာလေးရှိရနော်အဲ့တော့တချို့ကမဟုတ်သေးပါဘူးဗျာတဲ့သူမကောင်းလို့ဝေဖန်ရင်လဲတဲ့ဖမ်းနေတဲ့ သူလဲတက်အဲ့တနိုင်ငံလုံးပြာကြတော့မယ်တဲ့နော်အဲ့တော့သူလဲမကောင်းမင်းနဲ့အဲသူကိစ္စနဲ့သူနဲ့တက်နေကြတယ်ကျွန်တော်တို့ဒါပြင်ဆင်ရအောင်တက်မှာပြင်ရမယ့်အရာတွေပေါ့နော်တော်တော်များများလီးထောက်ရမယ့်အခြေအနေမျိုးတွေရှိတယ်အခုစားရဖားတွေတော်တော်များလဲမူးရစ်စေးတွေပြဿနာရှိတယ်နော်ကျွန်တော်ပြောချင်တယ်နော် သူကြောင်းရလေးတွေကကျွန်တော်သတင်းထိန်ချန်တာတော့မဟုတ်ဘူးမပြောချင်လို့မပြောတာလည်းမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့အကျိုးမရှိတဲ့အတွက်ကြောင့်မပြောတာလို့ကျွန်တော်အကျိုးမရှိရဆိုတာတက်တွက်အကျိုးရှိမယ်ပြည်သူအတွက်အကျိုးရှိမယ်ဟေ့ဆိုရင်ကျွန်တော်ဒီသတင်းအကျိုးရှိမယ်တက်တွက်လည်းပြင်ဆင်စရာပြည်သူအတွက်လည်းပြင်ဆင်စရာဆိုဒီသတင်းမျိုးကိုကျွန်တော်ပြောပါရစေ။အကျိုးသတင်းတွေကကျွန်တော်မပြောဘဲနဲ့ထားတာအောင်ရှိပါတယ်နော်။အဲ့တော့အခုအကျိုးရှိစေမယ့်သတင်းမျိုးအခုတက်ထဲမှာမိုးရေစေဝါးတွေလည်းပြန့်နှံ့နေရယ်နော်။အဲ့တော့ ဘူးစေးချသလားဆိုတဲ့ခါကျတော့တတိယမှာလည်းစေးချသူရှိတယ်နော်စေးချသူရှိတယ်ခင်ဗျားတို့အဲ့ဒါလေးသိဖို့လိုတယ်အဲ့တော့ဘူးရစ်စေးပေါ်တယ်ဗျာအပြောပါပေါ်တယ်ဗျာအဲ့တော့ပိုက်ဆံကိုရအောင်ရှာရတော့မယ်ပိုက်ဆံကလည်းသဘုံနဲ့ပေါင်းလိုက်လို့ရှိရင်ပိုက်ဆံကအေးအေးလိုပါလို့ဘူးရစ်စေးရောင်းတဲ့ခါကျတော့ပြန်ပြီးတော့ဟဲ့လားပစံကရရရတဲ့ခါမှာဒါတွေကတက်မှာဟိုရာလူအစင်းစင်းနေမှာဝူရစ်စေးတွေနဲ့ထိုးဖောက်ပြီးတော့ဒီတစ်ဖက်တစ်ပုံကအကြံကြီးစွာနဲ့ ထိုးနှက်နေပြီနော်ဝီစေဟုတ်လားဝီစေထိုးနှက်နေပြီအဲ့တော့ဘလောက်ထိလဲဆိုလို့ရှိရင်ဒါကိုတော့ကျွန်တော်အရင်ကတော့ပဲပြောခြင်းနေဗျာနော်ခင်ဗျားတို့တိတ် ပြီးသိကြည့်ခင်ဗျားတို့ရဲ့ဒီအချစ်ရလေးတခုပြောပြမယ်ဗျာနော်အဲစစ်တီတယောက်ပေါ့စစ်တီတယောက်ဆိုတဲ့နေရာမှာလည်းတကယ်ဟိုဥစားတယ်ဗျာတကယ်ဒီခင်ဗျားတို့လိုဆွဲစီတွေမဟုတ်ဘူးနော်တကယ်ဒီ DSC လို့ပါလို့ပုံစံမျိုးอ่ะပိုက်ဆံ9000ရ ပိုက်ဆံ9000ရပြီဆိုတော့တရားထက်နဲ့ကုန်သွားဟဲ့အမေဘာကြောင့်ကုန်လာဆိုတော့အားတဲ့ကိုကတဲ့ကျွန်တော်ဒါသုံးတာလေဒါမေးဘယ်ရရလဲဆိုတော့ကျွန်တော်ဒီမှာရှိနေတဲ့ဟာကိုဆိုတော့ဟဲ့တော့ကို့ထဲမှာပြန်ဝယ်လို့ရတဲ့အခြေအနေမျိုးတွေဒီရှိနေတယ်အဲ့တော့စစ်တပ်မှာအခုမွေးရစီလဲထိုးဖောက်ဝင်ရောက်နေပြီเนาะအပြော်ပါးတွေလဲထိုးဖောက်ဝင်ရောက်နေပြီအဲတပုံကလည်းဒီပုံစံမျိုးရှိတဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့ဒီစစ်တပ်အနေနဲ့ကရှစ်လျှောက်ကဦးမင်းအွန်လိုင်းဟိုဘလော့ခေါ်မလဲဆိုတော့ စစ်တပ်နဲ့ပတ်သက်ပြီးတော့တမိုင်းရမ်းရလိမ့်မယ်အခြေအနေမျိုးတွေရှိရနော်စစ်တပ်ကိုဖျက်ဆီးခြင်းလွယ်လွယ်လေးငွေနဲ့ဖျက်ဆီးလို့ရငွေရေးစင်းနဲ့ဖျက်ဆီးလို့ရတယ်အပျော်ပါနဲ့ဖျက်ဆီးလို့ရမြန်မာနိုင်ငံမှာအဲ့ဒါတွေကအရန်ပေါ်တာရန်ကုန်မြို့လိုနေရာမျိုးမှာလောင်းကစားချိတ်ကွမ်းကြီးအများကြီးရှိတာနော်အေးဟိုမှာဆိုတာတိုင်းသားနယ်တွေဒီ PDF ထိန်းချုပ်နယ်မြေတွေမှာလောင်းကစားအာတကယ် special ပေါ်တာပါနော်စမောကလည်းအသေးပေါ်တာပါနော်အဲ့တော့ အဲကျွန်တော်တက်မလို့မှာဒါမျိုးအခြေအနေတွေရှိနေပြီကျွန်တော်ဒါကခင်ဗျားတို့ကျွန်တော်စကားလေးတွေကုတ်ဖို့ပါကုတ်ဖို့စစ်ချင်တယ်ကျွန်တော်တီးတီးကြကြဒါ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 မှပြောချင်ပါဘူးเนาะဘာကြောင့်မပြောချင်လဲဆိုရှင်ကျွန်တော်ဒီလောက်ပြောရင်တော့လေအရေးပြတ်ဟန်တော့ခင်ဗျားတို့အကောင်မြင်လောက်ပါတယ်เนาะကျွန်တော်ဒီလောက်ပြောရင်ဘယ်နေရာမှာဘာဖြစ်လဲဆိုတော့ခင်ဗျားတို့ဘယ်တက်ဘယ်နေရာဆိုတော့နောက်ကြိုင်းစုံစမ်းကြည့်ပါเนาะအဲ့တော့တစ်ထဲမှာအယက်သမားလည်းအယက်သမားတွေကလည်းများတယ်တဲ့เนาะ ဟုတ်ပြီမြမပြည်ဘယ်ဌာနမှာမွေးရေးစေဝါမกินဘယ်ဌာနမှာမွေးရေးစေဝါမกินဘူးနဲ့အကုန်လုံးလည်းမဟုတ်အကုန်လုံးတော့လည်းမဟုတ်ဘူးပေါ့ဗျာတဲ့နော်ရှုံးသွားနိုင်သလားဘလို့တဲ့ခံမှန်းပေးပါတဲ့ပြင်ဆင်နိုင်အောင်တဲ့ပြောဆိုတော့ဟုတ်ပြီရှုံးသွားနိုင်သလားဆိုတဲ့ခါကျတော့အာစစ်တပ်မှာဒါမျိုးလူတွေယူရဲတော့မဟုတ်ပါဘူးဒါကတော့စစ်တပ်ဆိုတာလူအများစုမိပေါင်းသားတွေနဲ့အများကြီးတိဆောက်တာအတွက်ကြောင့်မို့လို့နော်တိဆောက်တာအတွက်ကြောင့်မို့လို့ပြက်စီးတွေတော့ရှိတယ် သို့ပါတော့ညာလည်းပဲစစ်တပ်တက်တက်လုံးမပေါ့တကယ်ကိုတော်ပြီးတော့တကယ်ကိုတစ္ဆာရှိတဲ့စစ်တီတွေစစ်တိုက်ကောင်းတဲ့စစ်တီတွေအများကြီးရှိပါဒါဒီလိုလူမျိုးတွေနေရာရလာဖို့တော့အရန်ကိုလိုအပ်တယ်နော်အဲ့လိုမှမဟုတ်ပဲနဲ့ဆန္ဒလိုပေါ့ညောင်ကျိုးပုံစံလိုမျိုးတိုက်တိုက်တက်တဲ့ကောင်တွေတကယ်တိုက်မဲ့ကောင်တွေဟဲ့လားရန်သူကိုချင်မောလားဒီရန်သူကတော့ငွေသားလားမင်းဘာဖြစ်လို့လုပ်တာလဲဆိုတဲ့ပုံစံမျိုးတွေသွားတွေ့နေတာနော်ရန်သူကိုငါတို့ကမွေးထားတာငါတို့ကထောင်းနေတာဆိုတဲ့ပုံစံမျိုးတွေများနေတယ်နော် ဲ့တော့နောက်ထပ်ပို့ပြီးတော့ပြောရမယ်เนาะပြောလို့ရှိရင်တော့ဒါလေးနဲ့အဆုံးသတ်ပြရစေအဲမတရားတို့မတရားဘက်မှာပေါ့ဗျာနော်စစ်တက်ဂိမ်းနဲ့ PDF ဂိမ်းနဲ့အိမ်ငါးလုံးနဲ့ခြားတယ်နော်အိမ်ငါးလုံးနဲ့ခြားစစ်တက်လာရင် PDF ရှောင်နေတယ် PDF လာရင်စစ်တက်ကရှောင်နေတယ်အဲ့တော့ခင်ဗျားတို့ဒါအခုလက်ရှိအခြေအနေနော်ခင်ဗျားတို့ပြည်သူကလည်းအလိန်ခံတယ်ခင်ဗျားတို့ဏီပိန်းနေအုပ်စုကလည်းနော်ဒါစစ်တက်ဘက်အကြီးကကျွန်တော်ပြောတာခင်ဗျားတို့ဏီပိန်းဘက်ကဒီ PDF ဘက်ကလည်း သူတို့ဘက်မှာလည်းအပျော်အပါးတွေနဲ့နော်ခင်ဗျားတို့ကအလိန်ခံခင်ဗျားတို့ပြည်သူများဟာလေဒါဘတ်ဆွဲပြီးတော့အချင်းချင်းသလားအချင်းချင်းမတက်ပြဿနာတွေဆိုတာဖြစ်နေတာစစ်တပ်နဲ့ PDF နဲ့ကတိုက်တယ်လို့ကပြောတာဒီတမခွန်ခွန်ဆိုလက်ဝါးရိုက်ပြီးနောက်ဆုတ်သွားကြပြီနော်အဲ့ပုံစံမျိုးတွေရှိရှိလာပြီအဲ့တော့မြေပြင်မှာလည်းစစ်တပ်နဲ့ PDF နဲ့ကနီမီလေးတရားတရားတိုက်တိုက်အခက်မသိမကောင်းတက်လို့တိုက်ပြနေတာပဲရှိနေမယ်အဲ့တော့ခင်ဗျားတို့ဒီပြအာတို့တော်လန်ရေခင်ဗျားတို့ကဂျင်းထဲကန်နော်အဲ့တော့ စိမ့်ပိမ့်မဲ့ဖြစ်ဖြစ်နီပိမ့်မဲ့ဖြစ်ဖြစ်ပေါ့နော်အဲ့တော့ခင်ဗျားတို့ဂျင်းထဲကန်နေဖြစ်နေပါပြီနော်ဟုတ်ပါလားအဲ့တော့ဂျင်းထဲကန်နေမဖြစ်အောင်ပြည်သူအနေနဲ့လည်းအဲဒီအချိန်မှာတည်တင်တည်ထိုက်တာလေးတွေတည်ထားရမယ်နော်အဲ့တော့အဲ့ဒါလေးတွေပဲကျွန်တော်ဆုံးသတ်ပြရစေအဲဒီနေ့အဓိကတော့စစ်တပ်ဒီငွေကြေးစံတွေငွေစေဝါတွေလောင်းစားတွေအဲဒီကိစ္စတွေမှာမြုပ်နေတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ရန်သူကိုတိုက်မယ်ဆိုရင်တော့ပါပဲ ရန်သူဒီရန်သူကငါတို့မွေးထားတာငါတို့အတွက်စားလို့ကောင်းတော့ဆိုတဲ့အခြေအနေမျိုးတွေအထိရှိနေတယ်။ဒါမျိုးလေးတွေလည်းစစ်တပ်မှာပြင်ဆင်ရမှလည်းအများကြီးရှိလာပြီနော်။အားလေးကောင်းကောင်းသိစေချင်တယ်နော်။အဲ့တော့ဒါစစ်တပ်ရဲ့ဒီတချို့တလေပါပဲ။တကယ်တိုက်တကယ်ကိုနော်ဟိုတကယ်ကောင်းတဲ့အားရစရာသတင်းတွေအရရှိတယ်။နောက်မှကျွန်တော် AAC ဆက်ပြောပါမယ်နော်။အဲ့တော့ ကဲဟုတ်ပြီအဲ့တော့နောက်ထပ်ပုံစံတိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြောပါမယ်ဒီနေ့ကျွန်တော် live လေးမှာတလောင်းလေးမှပဲရပ်ပြရစီနော်ကျေးဇူးအများကြီးတင်ပါတယ်